Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာကျွန်တော်ကဂျပန်ဘာသာစကားလေ့လာတဲ့အခါမှာထောက်ကူပြုစေမယ့်ညံစမ်းပဟိတိလေးတွေကိုအပျော်ပျော်ရွှင်ရွှင်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တရားပေါက်ကြည့်ပြီးလို့ရှင်တော့နားမရစေဘူးလို့အာမခံတယ်ပေါ့နော်အဲ့တော့အဆုံးထိကြည့်ပေးပါအောင်နော်။အဲ့တော့ကျွန်တော်အမြင်နဲ့အမေးခံရရပေါ့ဂျပန်လူမျိုးတွေနဲ့တငယ်ချင်းဖြစ်ချင်းနဲ့ဒါမှမဟုတ်လို့ရှင်ပေါ့နော်အဲ့လိုမျိုးသူတို့တွေရဲ့ အဖွဲ့ဝင်တယောက်ဖြစ်ချင်တယ်ပေါ့အဲ့လိုဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲတငယ်ချင်းဘယ်လိုရှာရမလဲရုံးမဆိုလို့ရှိရင်ခင်အောင်ဘယ်လိုပေါရမလဲဆိုရဲအဲမိကုံမျိုးလေးမိခံရဘူးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထင်တာကဒီ communication ဆိုတာကပေါ့နော်ဂျပန်လူမျိုးမြန်မာလူမျိုးရဲ့မမဟုတ်ဘူးအဲနှစ်နှစ်နှစ်ဦးကြားမှာပေါ့နော်အဓိကကအဲ့လိုမျိုး common interest လို့ပြောလို့ရတယ် နှစ်ဦးနှစ်ဖက်တိနေတဲ့အရာတခုခုကိုအဲအเจ้าရအနေနဲ့လှုပ်ပြီးတော့ပြောတယ်ဆိုလို့ရှိရင်ကျွန်တော်စကားကပြောလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ကဂျပန်နိုင်ငံမှာရှိနေပြီဆိုလို့ရှိရင်ဂျပန်လူမျိုးနဲ့မြန်မာနိုင်ငံကအเจ้าပြောတာထက်နှစ်ယောက်တော့ဂျပန်မှာရှိနေတယ်တယောက်ကအဲဂျပန်စကားပြောတတ်တယ်နောက်တယောက်ကလည်းဂျပန်စကားပြောတတ်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုး common ဖြစ်နေရပေါ့เนาะဘုံဖြစ်နေရအချက်အလက်ကိုပြောလို့ရှိရင်တစ်ဖက်ကပေါ့เนาะဒီကိုပြောနေတဲ့အကြောင်းအရာတွေကိုပါလာတယ်ပြီးတော့ အဲ့ဒီကနေစကားပြောပြီးတော့အဆင်ပြေသွားတာမျိုးရှိရပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဂျပန်လူမျိုးတွေကအရင်သူတို့အဲ privacy လို့ပြောရမလားကိုယ့်ရဲ့အကြောင်းအရာတွေကိုပြောရတာတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့အရင်တည်းကစာစာတင်ကလေးကအလာဘာတာလာဘာပြောတဲ့အခါကြလို့ရှင်သူ့အကြောင်းကိုယ့်အကြောင်းပြောတာထက်ရာသီဥတုအကြောင်းလို့ပြီးလို့ရှင်အစားအသောက်အကြောင်းလို့ပြောကြတာများတယ်ပေါ့နော်အဲ့တော့အဲဒီဒီလိုမျိုးပေါ့နော်ဂျပန်ဘာသာစကားနဲ့ပတ်သက်တဲ့ဗဟီဒီလေးတွေကိုကိုယ့်ရဲ့စကားပြောပေါ့နော်ဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့ အဲ့လိုနေ့စဉ်ဘွားမှာအလာပါတာလာပါပြောတဲ့ခါမှာထည့်ပြီးတော့ပြောလို့ရှိရင်ပေါ့ပေါ့ပပလေးနဲ့အရန်ကိုအဲပြောဖို့လည်းကောင်းတယ်ပြောဖို့လည်းကောင်းတယ်အာကို့ဆိုလို့ရှိရင်လည်းအာ तू ဂျပန်စာလေးလာညာတော်တော်နှက်ဆက်ပါလားဆိုပြီးတော့အဲ့လိုမျိုးအထင်ခံရရပေါ့နော်အဲ့တော့ဒါလေးတည်ထားလို့ရှိရင်အများကြီးထောက်ကူပြုမယ်လို့ယုံကြည်ပါတယ်အဲ့တော့ဏိဒန်းကြီးအရန်ကိုရှေ့သွားပြီးဘာပြောကြမှာလဲဆိုတော့ကြည့်ကြအောင်နော်ဒီမှာမြင်ရတဲ့အတိုင်းပဲပေါ့ မှာမေးခွန်းလေးရှိတယ်ပြီးလို့ရှိရင်အဖေကဘာဖြစ်မလဲဆိုတော့ကျွန်တော်လည်းဒီလိုစဉ်းစားကြည့်မယ်ပေါ့နော်ဒီမှာပထမဆုံးမေးခွန်းလေးကကြားရတော့ပါပြီးသားလေဆိုတော့အဲခိツはキツでも一度キツすると晴れなくなっちゃうキツはなんだတခါကစ်ခိスပေါ့နော်ခိスတော့ခိスပဲဒါပေမဲ့တခါခိスပြီးလို့ရှိရင်သူကခွာလို့မရတော့ကတ်သွားတယ်အဲ့ဒီခိスကပါလေအာဘာဖြစ်မလဲလို့ထင်လဲ バイトにやろバイトにやろキツはキツでも一度キツすると離れなくなっちゃうキツはなんだ OK あのディဘာဟိဒီလေးတွေလေးလာတဲ့အခါမှာပေါ့နော် vocabulary ကြွယ်ဖို့ကတော့အဓိကလိုအပ်တာပေါ့နော် vocabulary လည်းကြွယ်ရမယ်ဖြတ်ထုတ်ဉာဏ်လည်းကောင်းရမယ်ဗာလေးဘယ်လိုဖြစ်သွားမလဲဆိုတဲ့ဥစ္စာမျိုးလည်းစဉ်းစားရမယ်ပေါ့နော်အဲ့တော့အဖြေကကြတော့ ဆိုဆိုအတွေးနေကီတူမဟုတ်ဘူးအဲအဖြစ်မှကျတော့ဟိုချကီတူဖြစ်ပါတယ်ဟိုချကီတူဆိုတာကစတပ်လာပြောပါတော့အဲ့တော့ဘာတခေါက်နေပြီးသွားရှင်ပူးသွားလीသူချုပ်ချုပ်တဲ့ဥစားဆိုတော့เนาะအဲ့တော့အဖြစ်မှလေးကဟိုချကီတူဖြစ်ပါတယ်อืมဒါအနေနဲ့လေးအဲဘယ်လိုပြောရမလဲမိုက်တယ်ဟုတ်အဲ့တော့နောက်ထပ်မိကုန်လေးတစ်ခုကြည့်ကြအောင်အဲတွားကြတော့ဘာမိထားလဲဆိုတော့ညဟွန်နီနာတူတော့ 散ってしまう花はなんだ。あの、パンにを引いてた時じゃ、パンがじゃあ青もあちゃうしししりそうだとは本もの。あの、にほ。あの、なっぽいဖြစ်သွားပြီဆိုလို့ရှင်จွေจ่าသွားတယ်ပန်ဘယံဘရာဖြစ်သွားတယ်ပန်ဘာပန်လေး။ဒါကြတော့နည်းနည်းလေး vocabulary အုံနောက်ကိုအလုံးလုံးပြီးတော့စဉ်းစားမယ်။မိခွန်းလေးဖြစ်မယ်လို့ထင်တယ်။အဲ့တော့နှစ်ပွင့်ဖြစ်သွားလို့ရှင်ကြွေကျသွားတယ်ဗယံဗရာဖြစ်သွားတယ်ဘာပန်းဖြစ်မလဲอืมအရန်ကြီးခတ်တဲ့ပန်းတော့မဟုတ်ဘူးသူကအဖြစ်မှန်က ပါရ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 ဆိုကနှင်းစီပန်ကိုပြောပါတော့เนาะအဲ့တော့ပါရပါရဆိုရင်ကျွန်တော်ပြန့်ကျဲနေတယ်ပါရပါရပယံပါရဖြစ်တယ်အစီစီဖြစ်နေဟိုဒီဒီဖြစ်နေဆိုရဲဟာကိုပါရပါရဆိုပြီးတော့တောင်းတာ哦เนาะအဲ့တော့ပန်းကအဲပါရတစ်ခုတယ်ဆိုလို့ရှိရင်နှင်းစီပန်ပါရပါရဆိုနှစ်ပွင့်ဆိုတော့အဲအဖြေမှန်ကနှင်းစီပန်ဖြစ်ပါတယ်နောက်ထပ်မိခွန်းလေးကပါလေတော့一時になると食べたくなる果物は何だ一時になると တနာကြီးထို့လို့ရှင်ရင်တဲ့စားချင်လာတဲ့တတိယဘာတတိလဲတဲ့တနာကြီးကြိုက်ပါစားချင်လဲကျော်လောလောဆယ်ဖရဲတိစားချင်တယ်ဖရဲတိကကြတော့ဖရဲတိစားချင်မဲ့ဖရဲတိကဆူကြီးကဖြစ်နေရင်음ဘာတိတိတိလဲစတော်ဘယ်ရီကကြတော့အချီအချီကောအချီကောအာအချီတော့ဟုတ်တယ်ဒါပေမဲ့ကောကကြတော့စားချင်တာ ਨੇ 음တိတ်ပြီးတော့မကြိုက်ဘူးအဲ့တော့ဘာအဖြစ်အဖြစ်ဖြစ်မလဲကြည့်ကြည့်အောင် 一起去哭嘞，一起去哭，滴滴个嘟滴嘞，一起去哭。哦，他说说话表达了没有？那我感觉来着，不如录嘞。但妹妹，他考的多比说路线咯，他过边没嘞，不过要多一那过阿皮现在的不好问的，过没嘞不说路线咯，他这里。အစီအမံလို့ထင်တယ်။များသောဖြင့် ကွာဒီဘော့ဒီဟာလေးတို့တည်ထားပြီဆိုလို့ရှိရင်မြန်မာလူမျိုးတွေကိုမေးတာလဲဒါတခါလေးကြာပြောဖို့ကောင်းတယ်။ဥမာညာတော့ဖြင့်ဂျပန်ရောက်ပြီးတော့ဂျပန်လူမျိုးတွေနဲ့ communication လုပ်တဲ့အခါကျရင်အလာပါတလာပါပြောတဲ့အခါကျရင်ဒါလေးထထမေးလို့ရှိရင်သူတို့အရင်ပြောကြရပါတော့။အဲ့တော့အချီချီခုခုဆိုတာကကြာတော့ညာတော့ဖြင့်ကျွန်တော်ကတာဖဲတို့ကိုခုဥဆိုပြီးတော့ပဲတုံးတယ်လေ။အဲ့ဒါကြောင့်အချီချီနဲ့ခုဆိုရဲဒါပဲလို့ဆိုရဲဥစားလေးနဲ့ကြိုက်ပြီးတော့အဖြစ်မှန်ကအချီချီခုဆိုပြီးတော့ဖြစ်သွားပါတယ်။โอเค နောက်တစ်ခုဒါလေးတော့လွယ်မယ်လို့ထင်တယ်။ issue ရရှိတယ်မို့စာရာဒီမန်ကမို့တဲ့လို့ရှိတဲ့။နန္ဒာအဲ့တော့ issue စာရာဒီမန်စာရာဒီမန်ဆိုတာကကုမ္ပဏီဝန်ထမ်းနေလို့လာကစားဝန်ထမ်းနေလို့မှရှိတယ်တဲ့ issue ဒါတော့လွယ်တယ်။အေးကျွန်တော်အဖြေကိုတမ်းပြီးတော့အဖြေကိုတမ်းပြီးပေးထားတယ်လို့ဖြစ်သွားတယ်။ comment နဲ့အဲ့တော့ issue ရရှိတယ်မို့ အဲဆာရာဒီမန်ကမိုတဲလို့ရှိတယ်နန္ဒအဖြစ်မှန်ကမေးရှိဖြစ်ပါတယ်အဖြစ်မှန်တမ်းပြီးတော့ပြောမိပါလို့ဖြစ်သွားတယ်မေးရှိမေးရှိဆိုတာကလိပ်စာကတ်ကိုပြောတာပေါ့နော်များသောဖြင့်ဒီဟာမျိုးလေးကကြတော့ vocabulary ဆိုတဲ့တော့ခန်းကြီးနဲ့ဖန်တာများရဲပေါ့နော်ရှိအဲ့တော့စကားနဲ့မေးရဆိုလို့ရှိရင်တော့တိတ်ပြီးတော့မပေါ်ဘူးအဲဒီမှာဆိုလို့ရှိရင်ကကြတော့ကြောက်တုံးကြီးဆိုပြီးတော့အထင်လွဲအောင်လုပ်ထားပါပေါ့နော်တမင်အထင်လွဲအောင်လုပ်ထားတာဒါပေမဲ့အဖြစ်မှန်ကကြတော့မေးရှိဖြစ်ပါတယ်နော် Hi. အဲあの့တေあာ <laughs> だろう့နေータでာက်တစ်ခုအာဒါတော့ဒါတော့အမお腹ががいっぱいなのに食べちゃうと口から出てくるギーターはなんだあのお腹がいっぱいなのにバイピーにねチェイマ食べちゃうと食べよさらいでかバザガネとわられギーターがばれああ ကျွန်တော်ဘိုက်အရန်တင်းတဲ့အခါကြလို့ရှင်လေနေ့လေထမင်းစားပြီးတဲ့အခါကြအမြင်နဲ့ဘာပြောလို့ပြောထားရှိလဲဆိုတော့ထားပဲစုဂီတာဆိုပြီးအဲ့လိုမျိုးပြောတယ်ထားပဲစုဂီတာထားပဲစုဂီတာအာအများကြီးစားပြီးတော့အေးဘိုက်တင်းလိုက်တာဆိုပြီးတော့ပေါ့နော်ကျွန်တော်အမြင်နဲ့ပြောတာဘိုက်စာနေဆိုနာကာစီတာအဲ့လိုပြောရပါတော့အဲဘိုက်တင်းနေပြီဆိုလို့ရှိရင်ထာဗဲစကီတာဆိုပြီးပြောတာဖြစ်တဲ့အတွက်ထာဗဲစကီတာဖြေမှန်ကထာဗဲစကီတာနောက်ကဂီတာလေးနဲ့စုံနေတော့ အဲအဖြစ်မှအဲ့ဒါဖြစ်သွားပါတယ်타베스기타ဟိုက်ဒီတစ်ခေါက်ကကြတော့ ENE တို့ onna no hito တဲ့ဒါရိတာအဲ့တော့အိမ်မှာရှိနေတဲ့အမျိုးသမီးကဘာတူလဲ onna e အဲ့တော့ဒါကြတော့ကျွန်တော်ထင်တယ်ခန်းကြီးကိုမေးရပါတော့ခန်းကြီးခန်းကြီးတိမရမယ်အတိပ္ပယ်ကကြတော့ဥယောမဲဆောင် တတူသမီးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အွန်နာလေးရဲ့ဣရဲ့လေးရဲ့ပါနေရဖြစ်တဲ့အတွက်နှစ်ခုပေါင်းလိုက်လို့ရှင်တော့ဥယောမဲဆန်ဆိုရခန်းကြီးလေးဖြစ်သွားဖြစ်တဲ့အတွက်ဒါကတော့ခန်းကြီးတိလို့ရှင်ဖြေနိုင်မယ်ပေါ့နော်။ဒီချာပေါ့ဣရဲ့နီတို့နာနိုတို့တဲ့ဒါလေးဒါဥယောမဲဆန်ဥယောမဲဆန်နော်။အဲ့တော့ဒါလေးဒါလေးလေးပေါ့ပေါ့ပေါ့ပါလေးနဲ့မေးလို့ရတယ်မေးခွန်းလေးတစ်ခုလို့တော့ထင်တယ်။အဲ့တော့နောက်ဆုံးတစ်ခုကြည့်ကြည့်အောင်။ထာဘဲတို့ခုတို့ကတဲ့ကိနိုင်ပန်းဝနန္ဒာအဲ့တော့စားလို့မရတဲ့ပန်းဒါကတော့အရန်လွယ်တယ် မဘဟီဒီလို့ပြောလိုက်လို့ရှင်လူတိုင်းလူတိုင်းဒီဟာကိုမေးလေမေးထားရှိမယ်လို့ထင်တယ်။ဟုတ်ပါတယ်။တွေးထားတဲ့အတိုင်းပဲဖြေမှန်ကားကြတော့ fry pan ဒေဦးပေါ့နော်ဒေဦးကစားလို့မရဘူးပေါ့နော်ဒေဦးကစားလို့မရဘူးအဲ့တော့ဒါလေးလည်းပေါပပပါလေးမေးတဲ့အခါမှထည့်ပြီးတုံးလို့ရတယ်နောက်တစ်ခု食べてはいけない肉はなんだစားလို့မရတဲ့肉なんでしょうဒါကကြတော့ vocabulary ပေါ့နော် vocab တော်မများလေဒီဥစ္စာဆိုလို့ရှင်ခင်းနိခုဆိုပြီးတော့ဖြေကြတယ်ခင်းနိခုကကြတော့ကြက်သားတွေပြောပါဘောเนาะကြက်သားဟိုခန္ဓာကိုယ်မှာရှိတဲ့မာဆယ်တွေကိုခင်းနိခုဆိုပြီးတော့ခေါ်တာအဲ့ဒါလည်းမှန်တယ်နောက်ထပ်ကျွန်တော်ကတော့ဒါကိုသဘောကျလို့ပေါ့เนาะဒီဒါကိုယ့်ဘက်ကိုထည့်ထားလိုက်တာရှုနိခုဆိုတာဒါလေး မင်းနီတုံးပေါ့နော်မင်းနီတုံးဒီမင်းနီတုံးကိုရှုနိခုဆိုပြီးတော့ခေါ်တယ်အမှနိခုခန်းကြီးလေးလည်းပါတယ်အရှိကရှုလေနော်အဲအနီရောင်ဆိုတဲ့ရှုလေးလည်းပါတယ်ဆိုတော့ရှုနိခုမင်းနီတုံးဆိုတော့ဒါလေးကကြတော့တေချာမှတ်ထားလို့ရှင်သူတို့အများသားဖြင့်ခင်းနိခုလို့ဖြည်တယ်ဆိုလို့ရှင်ကွမ်တာဆက်တစ်ခုလောက်ထပ်ပြီးတော့ပြပြလို့ရှင်ဒါပို့ပြီးတော့အဲပျော်စရာကောင်းသွားရဲ့ဗိုကက်ဘူလာရီကျွဲတယ်လို့လည်းဒါ အဲယူဆလို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးလက်မှတ်ထားပေးပါစားလို့မရတဲ့အသားကအဲခင်းနှစ်ခုလည်းဖြစ်နိုင်လို့ရှုနှစ်ခုလည်းဖြစ်နိုင်တယ်တခြားနှစ်ခုလည်းဒါပေါ်ကပ်ပြူလာရဲ့ကျွင်းကိုစဉ်းစားချင်စဉ်းစားတလောက်ထပ်ပြီးတော့စဉ်းစားလို့ရအောင်ပဲပေါ့နော်ဝေါတကားပါတဲ့ကြဲရပါလေတဲ့မွန်ကついてる欲しいってなんだもんもんもんはတကားဟုတ်ပြီမွန်တကားပေါ့ဟုတ်ပြီ欲しい欲しいကကြောက်ကြဲကြဲဒါကြတော့နည်းနည်းအုံနောက်ကို ဖြတ်ထိုးညံပေါ့နော်ပေါင်းဆက်ပြီးတော့အဲ့လိုမျိုးမဆိုင်တာတွေနှစ်ခုပေါင်းဆက်ပြီးတော့အဲ့လိုဖြတ်ထိုးညံကောင်းရမယ်အဲ့တော့ဗဟေတိတွေကတခါလေကြရင်ခန်းကြီးလဲမေးသွားတယ်လို့မျိုးဂျပန်ဘာသာစကားကိုလဲမေးသွားတယ်လို့မျိုးတခါလေကြလို့ရှင်တော့အင်္ဂလိပ်စာပဲပပအောင်ဟာရပေါ့နော်ကျဲရကြတော့ star ဖြစ်ပါတယ်မွန်းကကြတော့မွန်းယူသွားပြီးတော့အဲ့တော့တကားပါတယ်ကျဲရပါလဲဆိုတော့ monster 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 ကောင်းလေးတွေပြောတာ monster 嗯，那你奶奶看没听呢？保守多多咩咩，基本把当自家原生家庭看嘛，咩嘛哎，咩嘛把当自家不对，因为啥把狗代表么对待不熟，然后欧那狗啊，转转转转转，啊，老老老不一样么？喏，阿拉里是咩？哎，那都苦，卡有苦那都食べ物啊，难哒，卡有苦那都食べ物，卡有呀牙炎多，喏，卡有呀牙炎多，然后卡有苦那都食べ物，食べ物啥子呀？卡有苦那都食べ物，怕偏没路听嘞。 ဒါလည်း vocabulary ကျွဲဖို့လိုအပ်မယ်လို့တော့ထင်တယ်အဖြစ်မှန်ကတွန်းတွန်းတွန်းဥခယစံပြုတ်ကိုပြောတာပေါ့နော်အဲ့တော့စံပြုတ်ကြိုက်တဲ့သူတွေစံပြုတ်ဆိုရင် vocab ကိုရင်းနှီးနှီးသိနေတယ်လို့ကျွန်တော် sushi လို့ပြောလို့ဆိုခေါင်းထဲမှာရုပ်တဲ့ vocabulary အနေနဲ့တမ်းပြီးတော့မြင်လေးမြင်ထားရှိတယ်လို့မျိုးပေါ့နော်အစားအစာဆိုလို့ရှင်လည်းဒီဥခယစံပြုတ်ဆိုရဲ့ vocabulary ကိုသိထားမယ်ဆိုလို့ရှင်တော့ဒီမေခွန်းလေးရတတိချာချာအဲလွတ်လွတ်ကူကူဖြည့်နိုင်မယ်ပေါ့နော်အဲ့တော့ဒါလေးလည်းလှရဲอืมနောက်တစ်ခုကြည့်ကြအောင်ဒါကြတော့သူကအရှိမစခိလေးရေးပေးထားတယ်အချိလေးရေးပေးထားတယ်အနောက်ကဒါလေးကထိုမားတို့ဆိုရဲခန်းကြီးလေးပေါ့နော်အဲ့ဟာလေးပေးထားတယ်ဟုတ်いつのこと?いつのことさ、ペチェンをပြောတာ、ペカラをပြောတာလေ。ラーメンလည်းရှိတယ်、ติလည်းရှိတယ်、ラーメン屋တစ်ချက်ရက်တန်သွားတယ်。အဲ、ペカラをပြောတာလည်း ဒါတော့လွယ်တယ်လို့ထင်တယ်ကျွန်တော်ကခန်းကြီးသဘောကျတဲ့လူမို့လို့လားမသိဘူးဒီတစ်လေးကိုဒီဒီတိုမားတို့လေးအပေါ်တင်လိုက်ပါဖြစ်သွားမှာလဲဆိုတော့တာတာရှိဆိုရဥစ္စာဖြစ်သွားမှာဟုတ်နော်တာတာရှိလေးနဲ့စကီလေးနဲ့ပေါင်းလိုက်လို့ရှိရင်ဥရှောဂတ်ရှောဂတ်ဆိုရဲနေတကူကလာပြောတော့ it's ဆိုရဲဥစ္စာလည်းအချိန်ဦးမေးထားဖြစ်တဲ့အတွက်ရှောဂတ်နေတကူကလာနော်အဲ့တော့ဒါလေးကတော့တွေ့ပါတယ်နောက်တစ်ခုကြည့်ကြအောင်နောက်တစ်ခုကဘာလေးလဲဆိုတော့ခရူမာကို ひっくり返したらどんな形になるえれかを漂面らないばဖြစ်သွားမှာလဲဘယ်လိုပုံစံဖြစ်သွားမှာလဲဘယ်လိုပုံစံဖြစ်သွားမှာခူတို့မကားယူပြောင်းပြန်လာလိုက်ဘာဖြစ်သွားမှာကားမောက်သွားမှာပေါ့နော်အဲ့တော့ဒီဟာမျိုးဆိုလို့ရှိရင်သူကအဲ point ကဒါလေးပေါ့နော်ဒီလိုမျိုးလေးဟီလာကတာလေးနဲ့ပေးထားတယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီလိုမျိုးလေးဒီစလုံးလေးတွေကိုသူကကားကိုပြောင်းပြန်လှန်တယ်ဆိုတာကား ဒီကားယူသွားပြီးမြင်စီချင်တာမဟုတ်ဘဲနဲ့ဒီခုရုမကိုပြောင်းပြန်လှန်ကြည့်လိုက်ဘာဖြစ်သွားလဲဆိုတော့မာဒုခုဆိုပြီးဖြစ်သွားမာဒုခုနာဒီမတ်အဲ့တော့သူမေးထားတာကလည်းဒေါနခတချီဆိုတဲ့ပုံစံဆိုတာဖြစ်တဲ့အတွက်ဒေါနခတချီတဲ့မာဒုခုနာတာဝိုင်းကြီးဖြစ်သွားမှာပါဆိုတာကအပြင်းမှန်ဖြစ်ပါတယ်อืมดาลีโดตบจ๋าเลยเลยไม่เลยคันเลยไม่คับอืมอนิโดลีเวปอเนาะดาลีโดตบจ๋าเลยแล้วทุกทุกจิจิอ่ะ一番大きい貝ってなんだ一番大きい貝だろう တော်တော်များများတိကြမယ်လို့တော့ထင်တယ်ပေါ့နော်ကာခိုင်းလို့ပြောလိုက်လို့ရှင်ကျွန်တော်ကများသောဖြင့်ခရုတ်သွားပြီးမြင်တယ်ပေါ့နော်အဲ့တော့အကြီးကျွန်တော်ဘုံမှာနေရစေကိုင်စကိုင်ကဘာယူပြောတာဖြစ်ပါတယ်အဲ့တော့ခိုင်းလို့ပြောလိုက်အရှိမသွားလीအဲ့လိုမျက်စိမှောက်အောင်အုံးမခယူလေးတောင်ခန်းကြီးလေးတောင်ရေးပေးထားတယ်ပေါ့နော်ဟီရကနာနဲ့ရေးပေးထားရင်တန်းပြီးတော့အဖေကမြင်သွားမှာဆိုတော့အဲ့တော့အကြီးဆုံးခိုင်းကစကိုင်ဖြစ်ပါတယ်စကိုင်ကဘာယူသွားကြ vocabulary ကိုကစားသွားတာပေါ့နော်နောက်တစ်ခု えー、逆立ちすると軽くなる生き物。あの、ビャオミャンランライロシン、ポードフィットワー。だからそそ、クルマネネネリスね。あの、スローをビャオミャンランライト、カルイをじゃあビャオミャンランライト、イドゥカ、そういうふうにね。イドゥカそはリンパイを描いたぽんの。あの、だりれぽぽぽばり、とぼじゃれ。なので、とくばりろ。トラが9匹乗っている乗り物はなんだ ?9 匹。 တူရဆိုတာကြားကိုပြောတာเนาะကြားကြားကိုခေါင်စီးတဲ့ရင်နမယ်ဒီကားနဲ့တော့ဆင်ပါတယ်အဲ့တော့တူရရယ်တူရကတူရပေါ့เนาะကိုကကြတော့ဂျပန်လိုဆိုလို့ရှိရင်ခု Q ဆိုတော့တူရခုဆိုလို့ရှိရင် traka ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့เนาะအဲ့တော့အဲ့တော့ကြားကိုခေါင်စီးနေတဲ့ကားဘာကားလဲဆိုတော့ traku ထရာခုတူရာရဲ့အနောက်ကခုကကြတော့ကိုကိုစားပြူတဲ့စကလုံးဖြစ်တဲ့အတွက်ထရာခုဆိုပြီးတော့ဖြစ်သွားပါတယ်။อืมဒါလေးလေးသဘောကျတယ်။ Okay. ジュピキ集まると賢くなる動物はなんだ?セガ。セガをしろしんパラミシンဖြစ်သွားတယ်။パラミシンဆိုတော့အာပါရမီရှင်ဆိုရဲဘောကပ်ပူလာရီလေးတီမာရရမယ်အဲ့တော့ပါရမီရှင်ဆိုတာကကျွန်တော်က ပါရမီရှင်ကိုဂျပန်လိုဆိုလို့ရှင်တန်ဆိုင်ဆိုပြီးတော့ခေါ်အာတန်ဆိုင်ခါတယ်ဗတန်ဆိုင်ဒါဆိုအဲ့တော့ပါရမီရှင်အရင်တာမလွေထပ်ပို့ပြီးတော့တယ်ဆဲသဘောမျိုးပေါ့နော်ပါရမီရှိတယ်ဆိုတဲ့ဟာမျိုးအဲ့တော့တန်ကကြတော့ DN အဲ့တော့တဒိုးဘုတ်စေးထားဖြစ်တဲ့အတွက်ဆိုင်ကကြတော့ကျွန်တော်ကြံ့ကိုပြောတာကြံ့ကြံ့ကိုအဲ့တော့ vocabulary သိမှရမယ်ဆိုတာဒါမျိုးလေးပေါ့နော်အဲ့တော့ဟို vocabulary သိမှရည်ရမှာဒီလားအဟုတ်တယ်ဆိုပြီးရည်ရမှာတော့ vocabulary မသိလို့ရှင်အဖြစ်ပြောပြလဲဟွန်းဆိုပြီးတော့ဖြစ်နေလိမ့်မယ်နော်အဲ့တော့စကြရမယ်စကြရမယ် 那是故意讲，鹿は鹿でも海にいる鹿ってなんだ？鹿さがダメを表ら、海にいる鹿、便利マシにダメ。あら、答案のね答え。便利マシにダメ。思いつかないな。あららら、便利マシにで鹿、パピメテの。アシカ。 ဖြန့်ကိုအာရှိကဆိုပြီးတော့ခေါ်ပါတယ်အဲ့တော့ပင်လယ်ထဲမှာရှိနေတဲ့ရှိကအဲ့တော့ရှိကချင်းတူနေတောင်မှအရှိမအာလေးတစ်လုံးထည့်လိုက်တာနဲ့အာရှိကဖြစ်သွားပြီးတော့သူဒီအဖြန့်ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်อืมဒါလေးကလည်းဒီလိုမျိုးပေါ့နော်ဒီတလိမ့်ဆန်နဲ့ပတ်သက်တဲ့ပေါ်ကပ်လေးတွေတည်မယ်ဆိုလို့ရှိရင်ပြောစရာဖြစ်သွားမယ်ပေါ့နော်ဒါလေးရှိမယ်နောက်တစ်ခုโอเคလာပြမီဆိုတော့ပင်လယ်ထဲမှာရှိနေဒီခေါက်ကကြာကောင်းကင်ပေါ်မှာရှိ있어와있어でも空を飛ぶ있어와 သိုးရအောင်တော့ဘူးအဲ့တော့အဖြေစဉ်းစားတဲ့အခါကျလို့ရှိရင် तू ကနောက်ဆုံးမေးထားတဲ့အဲ့ဒီဒီပေါ့နော်အဲ့ဒီ तू ပေးထားတဲ့ hint ထက်ဒီ तू မေးတဲ့အဖြေကိုစဉ်းစားမှာပေါ့နော်သိုးရအောင်တော့ဘူးဖြစ်ရမှာအဲ့ဒီ issue อ่ะ issue issue ဆိုလို့ပြောလိုက်ထိုင်ကုန်သွားပြောမြင်တယ်သိုးရအောင်တော့ဘူး issue ကောင်းကင်ကိုပြန်နေတဲ့ issue နဲ့တူရော issue Nightingale ငှက်လေးကိုဂျပန် Nightingale ငှက်လေးကိုဂျူရီဆူဆိုပြီးတော့ခေါ်တယ်။ဒီ vocabulary ရဲ့တော်တော်များများသိမှာမဟုတ်ဘူး။ဒါပေမဲ့ Tokyo မှာနေနေတဲ့လူတွေဆိုတော့ကျွန်တော်သိသင့်တယ်လို့ထင်တယ်။ Uzuisu ဘူတာနာမည်တစ်ခုခုမှပါတယ်ပေါ့နော်။အဲ့တော့ အဲ့လိုမျိုးလေးခန်းကြီးလေးနဲ့ရေးထားလာသူခန်းကြီးလည်းတော်လေးလှတယ်ဆိုတော့အဲ့တော့ဒါမျိုးလေးရှယ်ပေါ့နော်ဒီမှာတော့ဒါဘော့ကပ်အစ်စ်ဆိုလို့ရှင်မှတ်ထားလိုက်ပါတိထားပြီဆိုလို့ရှင်တော့တိထားရဲ့ဘော့ကပ်ဆိုလို့ရှင်တော့ရည်လို့ရရပေါ့နော်ဟာဟာဟာအာဟုတ်တာပဲပေါ့နော်အေးโอเคနောက်တစ်ခုကြည့်ကြအောင်โอเคဇိုးဝါဇိုးတဲ့မို့ဆိုးကြီးကတော့ခွီးနာဇိုးဝါတန်တာဇိုးတော့ဇိုးပဲတဲ့ဆိုးကြီးကတော့ခွီးဆိုးကြီးကတော့ခွီးအဲတန်ရှင်းလောက်တာတော်တဲ့ဇိုးတဲ့อืม ပုံမှန်ဆိုလို့ရှိရင်အကုန်လုံးကဘာကိုသွားမြင်ကြမလဲဆိုတော့ဒီကျွန်တော်တို့ဆိုဂျီခီကိုသွားပြီးတော့မြင်မယ်ထင်တယ်နော်ဆိုဂျီခီကလည်းသူကအဲ့လိုမျိုးလေအရှိနှစ်မောင်းကြီးနဲ့တူနေတာဆိုတော့နှစ်မောင်းကြီးနဲ့ဒီဟာကြီးနဲ့တူနေတာဆိုတော့ဒီဆိုဂျီခီဆိုဂျီခီကဇိုးမဟုတ်နေတာပဲဖြစ်နေတာ ဲ့တော့တန်ရှင်းလုပ်တဲ့ခါမှာတုံးနေဆိုဆိုတဲ့ဥစ္စာကိုစဉ်းစားကြည့်လိုက်လို့ရှင်ဘောကပ်ပြလာပြီးသိရဆိုရင်တော့လွယ်တယ်ဇူးခင်းကိုပြောတာပေါ့နော်ဇူးခင်းကျော်လက်နှီးစုပ်ကိုပြောတာအဲ့တော့တန်ရှင်းလုပ်တာနဲ့ဇူးလဲပါတာဆက်ဆက်ပြီးတော့ဆွေးမယ်ဆိုလို့ရှင်တော့ဇူးခင်းပေါ့နော်လက်နှီးစုပ်ကိုပြောတာဖြစ်ပါတယ်နောက်တစ်ခု学校の教室にある動物は何だအဲ့တော့ကျောင်းစာသင်ခန်းအလယ်မှာရှိနေတဲ့တိရစ္ဆာန်ကဘာတိရစ္ဆာန်လဲပေါ့နော် 诶，他一路来呀，每天。然后教业教业教习字教习字也特嘛细腻啊，说教习字。学校那时候还没落啦，都表示那教习字教习字也来嘛细腻啊，把哩。就那时候面那边来嘛，教习字也来嘛，把讲细腻来说，有时会细腻，有时说有时哩，那有时教习字是不改变来，也蛮细腻的。判了呀，讲都讲说，有时会偏白，有时，好咯。 ်ခေါ်ရှိသူအထဲမှာရှိနေရဆိုတော့ဥရှိဖြစ်ပါတယ်နော်အဲဒါသူတိုင်းလို့ပြပါမရှိရလို့ဒုက္ခရောက်နေတဲ့တိလိစာပါတိလိစာလည်းလုံးကြပါအောင်တသားပါတိုင်းရဲ့တိုပေပါကなくて変わってる動物なんでしょうဖြစ်ပါ โอ้คามิชิบะเอเวเปลีบาเพราะฉะนั้นโอ้คามิทอยเล็ตทอยเล็ตเปปเปปซอรคามิเลยเนาะคามิโอ้คามิคามิไม่ရှိလို့คามิကိုတန်တာတည်းရာနေတယ်တလိษံโอ้คามิဖြစ်ပါတယ်သနားစရာကောင်းလိုက်တဲ့ဝင်ပလင်းနော်တော်ရဲပေပါမရှိလို့ဒုက္ခရပါမယ်။ဟုတ်ဒါလေးသဘောကျတယ်။နောက်တစ်ခါကျတော့မူချီဝမူချီတဲ့မို့သာဘဲရတဲ့နိုင်မူချီတဲ့နန်းတာမူချီဝမူချီမူချီတော့မူချီပဲစားလို့မရတဲ့မူချီ 다루지노트네김모치보김모치예세이너세이김모치사루미야바우나도그쿠리와쿠리데모스타코가모테이르쿠리테난다쿠리쿠리데에디오뼈아보노미아다미쿠리로뼈라이아마구리로바소죠데에디아지마마소예니아레마야오네모보노스낵스데쿠피데그럼쿠리쿠리로쿠리데다메아모아리마시니네쿠리소쿠리소쿠리소쿠리사가 တယ်တယ်တယ်အဲ့လိုချွတ်ဆွတ်တူတယ်ဆိုတော့ဥစားကျွန်တော်စုခုတီဆိုပြီးပြောတာပေါ့နော်အဲ့တော့အမွာဖြစ်တဲ့အတွက်စုခုတီဖြစ်ပါတယ်ဒါတော့စားစရာလေးနဲ့ vocabulary လေးနဲ့တွဲပြီးတော့မိထိုင်မိခွန်လေးပေါ့နော်အော်ဝါဝါအရာကိုကြည့်ကောင်းတဲ့အသားပါလေအသားဒီမှာမျက်မှန်တော့ပါသူတေဘောကကိုယိုနိကုတေနန်တာအဲ့တော့အရာကိုကြည့်ကောင်းတဲ့အသားပါဒါလေ パタパタピム、あ、ダレピョレ、ハンサム、ハンサム、ハンサム、キレイ、あ、ニク、あ、なんでしょう。ステーキ、ステーキ、じゃあ、ステーキ、レイノ、ステーキを、あらを、えー、ジーライロシエ、ステーキ、そびよ、いや、チェマママスロシエ、ステーキ、そが、お、ステーキ、そびよ、 စုတဲခိနာဆိုပြီးနာအကြစ်တလေးလည်းရှိတည်ရတယ်နော်သူကကြတော့အရန်ကိုအကြည့်ကောင်းနေအဆင်ပြေရယ်ဆိုပေါ့ကပ်လေးနဲ့တုံတာပေါ့နော်အဲ့တော့နီခုဆိုဟာလည်းပါတယ်ကြည့်ကောင်းနေဆိုတဲ့ဥစ္စာလည်းပါဆိုတော့ဆိုပါဦးဒါလေးလည်းလက်ခံလို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးရှင်းမယ်โอเคဒီဗီဒီယိုအတွက်နောက်ဆုံးတစ်ခုပေါ့နော်ခန်းခန်းခန်းတို့နာတို့ကုဒါမနောကနန္ဒကုဒါမနောတက်တီခန်းခန်းခန်း ခန်းခန်းခန်းဒါကြတော့ ਉਹ ਨੋ ဝတ်တော့ပဲလို့ပါလို့နယ်လီကျွမ်းကျင်တဲ့သလိုရှင်မြင်မယ်လို့ထင်တယ်ခန်းခန်းခန်းဆိုတော့ဒေါသထွက်တာတည်လားတော့ဒေါသထွက်နေရဲ့အတီးကပါလေခန်းခန်းဒေါသထွက်နေရဲ့အတီးခန်းခန်းခန်းသုံးခုလီရေးထားတယ်အဲ့တော့ဝေါခန်းကသုံးခုပါညာဆိုဖြီမန်ကမိကန်မိကန်ဆိုတာက လိမ်မော်တီကိုပြောတာမိဆိုတာကကျွန်တော်ကနံပါတ်3ကိုကိုစားပြရဲစကလုံးလေးဖြစ်တယ်ဘောနော်အဲ့တော့ရှိဆိုလို့ရှင်လေးတို့ခုဆိုလို့ရှင်ကိုတို့ပါတို့ဘောနော်အဲ့ဒါကိုကျွန်တော်နောက်ပိုင်း ကိုတို့အဝါဆယ်ရူပါကိုခေါ်တဲ့အတန်အနေနဲ့ကစားတာမျိုးလေးလည်းရှိတယ်ပေါ့နော်အဲ့တော့ဒါကအင်းလက်ခံလို့ရပါတယ်မိကန်လိမ်မော်တီးပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ကအဲစုစုပေါင်း25ခုထင်တယ်ပေါ့နော်ဗဟေဒီ25ခုလေးလာခဲ့တာဖြစ်ပါတယ်ဘလို့သဘောရလဲသဘောကျလားဒါလေးတွေကလေအဲမတိထားရင်လည်းဘာမှမဖြစ်ဘူးဆိုပေမဲ့တိထားရလို့ရှင်ကိုပို့ပြီးတော့ level up လုပ်ပေးတယ်ပေါ့နော်စာလေးလာရတာပျော်ရွှင်စေတဲ့အပိုင်းလေးဖြစ်တယ်ပြီးလို့ရှင်ဂျပန်ရောက်လို့ရှင်လည်းတကယ်ကို တုံးလို့ရတဲ့ဟာတာလေးတွေပေါ့နော်အဲ့တော့တချို့ဟာတာတွေကဟိုဟာတာတိရယ်ဆိုပေမဲ့မရည်ရအောင်မရည်ရအောင်ဆိုတော့ဘာလို့လဲဆိုတော့နှစ်ဦးတစ်ဖက်မသိနေလို့မရည်ရတာပေါ့နော်အဲ့တော့ဂျပန်ရောက်လို့ရှင်ဂျပန်လူမျိုးတွေနဲ့တငယ်ချင်းတွေနဲ့ဒါမှမဟုတ်ရုံးကလှုပ်ဖို့ကင်ပတ်တွေနဲ့စကားပြောတဲ့အခါမှာဒီလူမျိုးဟာတာလေးထည့်ပြီးတော့ပြောလို့ရှင်ပေါ့ပေါ့ပေါ့ပါပြောကြလေးလည်းကောင်းတယ်အဲကွာချတော့တယ်ဆိုတဲ့ဥစ္စာကိုလည်းအတိမတ်ပြုခံရတယ်ပေါ့နော်အဲ့တော့ဘယ်လိုသဘောရလဲဒါဟိုအပိုင်းတက်လို့ဆိုပြီးတော့လှုပ်လိုက်မယ်နောက်ထပ်တစ်ပိုင်းလာအောင်မယ်ပေါ့နော်အဲ့တော့ဒီမှာပြောထားတဲ့အကြောင်းအရာလေးတွေကလေကျွန်တော်ဒါ ဟိုဗဟေတိဆိုပြီးတော့စာအုပ်လေးတအုပ်ရှိတယ်ပေါ့နော်အဲ့ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဒီတစ်ခေါက်ကကြတော့ဒါစာမဖတ်ဘဲနဲ့ပေါ့နော်စာအုပ်ကြီးမလှမ်းဘဲနဲ့စာအုပ်ဝယ်စရာမလိုဘဲနဲ့ဒီထဲမှာပါတဲ့အကြောင်းအရာလေးကိုလေ့လာလို့ရအောင်ကျွန်တော်ကအဲပြန်ပြီးတော့တင်ဆက်ပေးရဖြစ်ပါတယ်ကြည့်ပြီးပြီဆိုလို့ရှိရင် comment မှတ်ပေးပါအောင်နောက်တစ်ပိုင်းကြည့်အောင်မလားတွေးရမလားဒါအဲ့တော့နောက်တစ်ပိုင်းကြည့်အောင်ဝယ်ဆိုလို့ရှိရင်လည်းကြည့်အောင်ပဲပြပြခဲ့အောင်နော်အဲ့တော့နောက်ထပ်ပိုင်းမှာပြန်တွေ့မယ်တတ